မြန်မာငွေ9000လဲနဲ့ crypto ဘလို့ဝယ်မလဲမြန်မာပြည်က crypto ဝယ်ချင်တဲ့သူတွေကတော်တော်လားပေါ့မြန်မာငွေနဲ့ဆိုလို့ရှိရင်၄၅၅000ဘူလောက်ကိုစမ်းပြီးဝယ်ချင်ကြတယ်ခက်တာက Binance Spot မှာဝယ်ရင်အနည်းဆုံး10ဒေါ်လာကနေပြီးရောစားရပါတယ်ပြီးရောနှိပ်စရာ cloud တွေကလည်းအရန်ရှုပ်နေတဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ beginner တွေကမလုပ်တတ်ကြပါဘူးဒီလိုပြဿနာကို patient ပေါ့ Binance ကနေ comfort sorry feature တစ်ခုကိုထည့်ပေးထားပါတယ် Binance comfort အကြောင်း finance convo ဆိုတော့ကတော့အကျွေးစီးဆက် funding matching တဘောပါပဲအဲ့ဒီရဲ့ကို crypto or ပတ်စံထည့်လိုက်မယ်ပြီးရင်ကိုဘဲကွန်းကိုဝယ်ချင်နေရှိလိုက်မယ်ဒါဆိုရင်စက္ကန့်ပိုင်းအတွင်း crypto ဝယ်ပြီးသားဖြစ်သွားပါပဲသူက spot လိုမျိုးအနည်းဆုံး10ဒေါ်လာမှဝယ်လို့ရမယ်ဆိုတော့ဗာညာမရှိပါဘူး market ကအစိမ်းချောင်းအနီးချောင်းတွေမကြည့်ချင်ပဲနဲ့ဒီတိုင်းခက်လွယ်လွယ်ဝယ်လို့ရတာကတော့ finance convo feature ပါပဲ finance convo ဘယ်လိုလုပ်ရမလဲပထမဦးဆုံး Finance App ထဲဝင်ပြီးရော Trade ဆိုတဲ့နေရာလေးကိုသွားလိုက်ပါ ြီးရင်အပေါ်မှာ comfort ဆိုတဲ့နေရာကိုဝင်ပါဒါဆိုရင်ခုမရှိရွယ်ပိုင်းကို from နဲ့မရှိကိုဝယ်စင်တဲ့ coin ကိုတူဆိုရဲအောင်မရှိလိုက်ပါဒီမှာတော့ solana 1ဒေါ်လာကိုစမ်းပြီးဝယ်ကြထားပါတယ် second job is solution တော့ trip ပုံနဲ့လိုက်ပါဒီမှာ solution ရဲ့ type က instant ဖြစ်နေရပါကိုဝယ်လိုက်တဲ့အချိန်မှာဖြစ်နေတဲ့အစည်းအတိုင်းကိုချက်ချင်းဝယ်မယ်လို့ဆိုလိုတာဖြစ်ပါတယ် Converse ဆိုတဲ့ feature ကိုလူတွေက cryptocurrency အမှန်နဲ့ကိုလောလောနဲ့မြန်မြန်လေးနိုင်အောင်သုံးသပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Instant ဆိုတဲ့ feature တစ်ခုလုံးတိုင်းရင်ကိုလုံလောက်ပါတယ်။တခြား hardware ကိုသုံးစင်နေသလိုရှိရင်တော့ဆန်သက်ပြီးတော့သုံးကြည့်လို့ရပါတယ်။စိတ်တန်းကြပြီဆိုရင်တော့အောက်က confirm ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ confirm ကနေပြီးတော့ cryptocurrency ဝယ်လို့ပြပါပဲ။ ဒါဆိုလို့ရှိရင်တော့ဘဲခွန်းကမစို့ဒေါက်တာလာဘူကနေစပြီးရောဝယ်လို့ရတော့ပါပြီ။သူရကောင်းတဲ့အချက်တွေက trading fees လုံးဝမပေးရဘူး။ spot trading ဆိုရင်တော့မှ trading fees ရှိပါတယ်။ကိုကဒေါက်တာလာဘူလောက်ဝယ်တာကို fees အဖြစ်ခံနေရရင် အမီးနှုတ်ကောင်းနှုတ်နဲ့ကြမှာမဟုတ်ပါဘူး။ finance confirm မှာတော့ဘလောက်ပူဝဲဝဲ face လုံးဝမကောက်ပါဘူးပြီးတော့ဝယ်ပြထားတဲ့ Solana လို့ပဲတခြား coin တချို့ကိုလည်းဒေါ်လာကနေစပြီးတော့ဝယ်လို့ရပါတယ်တခုရှိတာက finance confirm မှာက finance spot တို့ future လို့မှာလို့ crypto coin တိတ်မစုံပါဘူးတချို့မရတဲ့ coin တွေရှိပါတယ်နောက်ထပ်မကောင်းတဲ့တစ်ချက်ကတော့ spot trade ရဲ့ market size မှာဝယ်သလိုမျိုးဈေးတဲ့အတိအကျမရပဲနဲ့ဈေးနည်းနည်းကွာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ global cryptocurrency နှမြဝယ်ရှင်နေဆိုလို့ရှိရင်တော့ comfort feature ကသိပြီးတော့မသင့်တော့ပါဘူး spot မှာဝယ်ရဲဆိုလို့ရှိရင်ပို့ပြီးတော့ဈေးကောင်းရနိုင်ပါတယ်ဝင်နေနေနဲ့လွယ်လွယ်ဝယ်ရောင်းချင်ရင်တော့ comfort ကအဆင်ပြေပါတယ်နောက်ဆုံးတတိပေးချင်တာကတော့ cryptocurrency ကအရှမ်းကိုအတက်ကြကြမ်းပါတယ် crypto မိတ်ပတ်ကဘယ် crypto ပဲထည့်ပါဆိုပြီးတော့ရင်းနှီးမြှုပ်နှံဖို့ financial advice လုံးဝမပေးပါဘူးအားလုံး cryptocurrency အကြောင်းသားလဲဖို့တော့ knowledge sharing တော့ပေးနေတာဖြစ်ပါတယ် မသိတာရေးမေးစင်နေဆိုလို့ရှိရင်လည်း crypto make ရဲ့ telegram ခွင့်ပြင်းနေတိကို join ထားလို့ရပါတယ် crypto trading solo pool အတွက် binance account မရှိသေးဘူးဆိုရင်တော့ crypto make ရဲ့ referral code နဲ့ account ဖွင့်လို့ရပါတယ်ဒီကောင်းနဲ့ဖွင့်နေဆိုလို့ရှိရင် trading fees ကို lifetime 30% discount ရမယ့်အပြင် crypto make ကကမ်းမင်းတွေက reward တွေကိုလည်းရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကောင်းနဲ့ဖွင့်ထားရဆိုလို့ရှိရင်အကျိုးအများကြီးရမှာဖြစ်ပါတယ်တချို့ binance account ရှိပေးတဲ့သူတွေကလည်းဒီကောင်းကိုမသုံးနိုင်ရဘူးဆိုလို့ရှိရင်ဘယ်လိုမျိုးပြန်သုံးလို့ရလဲဆိုတော့ crypto make ရဲ့ telegram community ထဲမှာ ော်ပြထားတာရှိတဲ့အတွက်ကြောင့်မလို့ဝင်ပြီးရောဖတ်လို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးရဲ့ Binance Comfort Feature ကိုသုံးသပ်တော့လိမ့်မယ်လို့ပြောလင်ပါတယ်ခရစ်တိုမိတ်ပါနောက်ဗီဒီယိုမှာပြန်လည်ကြရပါပေါ့